စစ်တမ်းတွင်ဒေသခံပြည်သူတွေအများအဆုံးလွတ်မြောက်ဖို့ကြိုးစားမယ်လို့ Black Cobra စစ်ကြောင်းအသိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္လာရီမြို့နယ် KNU KNL တရင်၁၁နယ်မြေတွင်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်တွေကြောင့်ဒေသခံပြည်သူတွေခလာရှိကြစစ်ပေးတံတင်နေခြင်းကအမြန်လွတ်မြောက်ဖို့အစွမ်းကုန်ကြိုးစားမယ်လို့ Black Cobra စစ်ကြောင်းအသိပေးထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီတပ်တွေရဲ့ထိုးစစ်ကြောင်းလမ်းကြောင်းတစ်လျှောက်ကျေးရွာတွေကဒေသခံတွေစစ်ပေးရှောင်နေရတာ6လတိတိပြည်လာပြီလို့ဆိုပါရယ် စစ်ကောင်စီတပ်တွေဟာတနင်္သာရီမြို့နယ် KNU နယ်မြေအတွင်းကမောတောင်နေဆက်တပ်စခန်းကိုတပ်အချင်းပြောင်းပြုလုပ်ဖို့မောတောင်ထုံကလမ်းပိုင်းကိုပြန်လည်ဆိုးမိုးဖို့နဲ့မောတောင်မြို့ကပြူစောထီတွေကိုလက်နက်တပ်ဆင်ပေးဖို့အတွက်စစ်ကြောင်းထုတ်လာခဲ့တယ်လို့ဆိုပါတယ်။ထိုစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကို KNU KNL နဲ့ပူးပေါင်းရေးတပ်ဖွဲ့တွေက ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ကြဆိုးများပြီးတိုင်ခွန်ကျေးရွာနီးကနေရှေ့ဆက်မတိုးခဲ့တာ6လပြည့်ပြီလို့ Black Cobra စစ်ကြောင်းကဆိုပါတယ်။ စစ်တပ်ကစစ်ကြောင်းထိုးတာလေလမ်းတစ်လျှောက်သာမကပဲအနီးအနားကျေးရွာတွေကိုပါလက်နက်ကြီးနဲ့ပစ်ခတ်တာဒီကြောင်းကနေပုံကျေးရွာတွေလိုခဲ့လို့ဒေသခံပြည်သူအချို့လက်နက်ကြီးထိမှန်သိဆုံးတာတွေရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်စစ်ကောင်စီထိုးစစ်ဆင်နေတဲ့6လအတွင်း6နှစ်ပေါက်ရာနဲ့တင်းခွန်းကျေးရွာတွေစစ်ဘေးဒဏ်ခံနေရပြီးစစ်တပ်ကရွာတွေထဲကစာတင်ကြောင်းနဲ့ထုံးကြီးကြောင်းတွေမှာတတ်ဆွဲထားတယ်လို့ဆိုပါတယ်